ားလုံးမင်္ဂလာပါမေလ3ရက်နေ့ဥပဒေတော်နေ့မှာကျွန်တော်ကြားနာရမယ်ရဲ့ဝေးသာသနာသတင်းရဲ့ခေါင်းစဉ်ကတော့သခင်ဘုရားထံအဝေးကြီးလမ်းလျှောက်တယ်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ပေးပို့သူကတော့ပါတာဖြစ်ပြီးတော့မှယူရီးယားနိုင်ငံမှာနေထိုင်ပါတယ်အသက်12နှစ်အရွယ်သာရှိသေးတဲ့ပါရာဟာဆိုရင်ညှော်လင့်ခြင်းအသိန်းတော်ထဲကိုဝင်ဖို့ရန်အတွက် မိသားစုရဲ့ယုံကြည်ချက်ကိုဆွန့်လွတ်သွားခဲ့တဲ့အကိုဖြစ်သူရဲ့အတ္တတာအကြောင်းကို သူဟာနားလည်ခဲ့ပါတယ်။ဘာဖြစ်လို့မျောလင့်ခြင်းအတင်းသားတူဖြစ်လာရတာလဲဆိုပြီးတော့မှသူ့အကိုကိုမေးခဲ့ပါတယ်။အဲ့ဒီလိုမေးတဲ့အခါမှာသူ့ကိုကဘာပြောတယ်လဲဆိုတော့အကိုနဲ့တူလာနေပါဒါဆိုရင်မင်းသိလာလိမ့်မယ်ဆိုပြီးတော့မှ အကိုကြီးကပြန်ဖြေခဲ့ပါတယ်။ ပါရာဟာအမောဂျာနဲ့အတူနေထိုင်ခဲ့ပါတယ်အဲ့ဒီယောက်ျားငယ်လေးရဆိုရင်မိသားစုမှာအငယ်ဆုံးဖြစ်ပြီးတော့မှ သူ့အနေနဲ့အကိုကြီးဖြစ်တဲ့မောဂျာရဲ့ညှော်လင့်ခြင်းအသင်းဖြစ်ရတဲ့အကြောင်း အရင်းကို သူဟာ ဆိုရင်တကယ်ပဲသိချင်ခဲ့ပါတယ်ပါရာအသက်3လအရွယ်မှာဆိုရင်တို့ရဲ့ဖခင်ဟာဆုံးပါသွားခဲ့တဲ့အတွက်ကြောင့်မလို့မောဂျာဆိုရင မိသားစုညီကိုအဲမှာအကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာဥဆောင်ပြီးတော့လောက်ကိုင်းဆောင်ရွက်ခဲ့ရတယ်မိသားစုရဲ့ခေါင်းဆောင်တူလည်းဖြစ်ခဲ့ရပါတယ်အဖေတေဆုံးပြီးတဲ့နောက်မှာဆိုရင် ကလေး6ယောက်ကို ကြီးစုပြုစုကျွေးမွေးလာခဲ့တဲ့မိခင်ဟာဆိုရင်သားမောင်ဂျာရဲ့သူ့ရဲ့ညီငယ်ပါတာကိုကူထိန်ပေးခြင်းအဖြစ် မိခင်အားဆိုရင်စိတ်တသက်ရာ ရခဲ့ပါတယ်မောကြရဲ့အိမ်မှာပါရာရဲ့အသက်တာဟာဆိုရင်တကယ်ပဲထူးခြားတဲ့အရာတွေကို တွေ့ရှိခဲ့ရပါတယ်မောကြဆိုရင်ပါရာထက်အသက်7နှစ်ပိုပြီးတော့ကြီးပါတယ်မောကြအိမ်ထောင်ကျခဲ့ပြီးတော့အသက်ငယ်သေးတဲ့ကလေး3ဦးယောက်ျားလေး3ဦးရဲ့ဖခင်လည်းဖြစ်ပါတယ် မောင်ကြရဲ့သူ့မိသားစုကဝတ်သားတွေကြွက်သားတွေရွှန်ရှားစရာကောင်းတဲ့မွေသားတွေကို စားသုံးခြင်းမပြုခဲ့ကြပါဘူး။ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ဂျားမားရှိရဲ့နေနမိတ်မှာရှိကြတဲ့တောင်ပေါ်သားတွေဟာဆိုရင်သူတို့ရဲ့တွေ့သမျှအကောင်ပလောင်တွေကိုဖန်ဆီးပြီးတော့စားသုံးခဲ့ကြပါတယ်။မောင်ကြတို့ရဲ့မိသားစုကဆိုရင်အင်မတန်မှဆင်းရဲပေမဲ့လည်း သူတို့ကဒီအရာတွေကိုစားသုံးခြင်းမပြုကြပါဘူးသူတို့ဘာရဲ့မေးမြန်းခြင်းခံရတဲ့မှာနှုတ်ကပတ်တော်ကဖရာသခင်ဟာဆိုရင်နှုတ်ကပတ်တော်ထဲမှာဒီယွန်ရှာပွဲအစားစာတွေကိုစားသုံးဖို့စားသုံးခြင်းမပြုကြဖို့ရန်အတွက်တားမြစ်ထားတဲ့အကြောင်းသူကပြန်လည်ရှင်းပြခဲ့ပါတယ်တနင်္ဂနွေနေ့တွေအချိန်မှာဆိုရင်ပါရာအနေနဲ့သူ့ရဲ့အကူကြီးနဲ့အတူလေထွန်နဲ့အလုတ်တွေကို ဝိုင်းကူလှုပ်ပေးခဲ့ပါတယ်။သူ့အနေနဲ့မော်ဂျာကလက်ထွန်မှုကျွဲတွေကိုမတုံးတော့တဲ့ဒီတနင်္လာနေ့အင်္ဂါဗုဒ္ဓဟူးနဲ့စက်တပရေတောက်ကြတဲ့အချိန်မှာသူကအဲ့ဒီကျွဲတွေနွားတွေကိုသူကထိန်းချောင်းပေးခဲ့ရပါတယ်။စနေနေ့မနက်9:00နာရီအချိန်မှာမှောင်မဲနေသေးတဲ့အချိန်မှာပဲသူ့ကိုကြီးမော်ဂျာကဘာရာကိုနှိုးခဲ့ပါတယ်။ အခုထပြီးတော့ဖရာเจ้าတော်ဖို့ရန်အတွက်ပြင်တော့ဆိုပြီးတော့မှမောကြကိုပြောခဲ့ပါတယ်ပါတာနင်းနဲ့ तू အိတ်ချင်နေသေးတဲ့အတွက်ကြောင့်မလို့သူစိတ်ထဲမှာမကျင်မနဲ့ဖြစ်ခဲ့ရပါတယ်ဒါပေမဲ့သူ့အကိုကိုလေးစားတဲ့အတွက်ကြောင့် तू ဟာဆိုရင်အာထခဲ့တယ်ပြီးတော့သူ့ရဲ့စိတ်ထဲမှာသူ့အကိုကဘာကြောင့်မျောလင့်ခြင်းအသင်းသားဖြစ်လာရတာလဲဆိုတဲ့အကြောင်းရင်းကို तू သိချင်နေတဲ့အရာတွေသူ့စိတ်ထဲပေါ်လာပြီးတော့အော်ငါဒီဖရာเจ้าကိုလိုက်သွားရင် ဒါတွေကိုတိဖွင့်ရမှာပဲဆိုတဲ့စိတ်နဲ့သူကဆိုရင်ထားခဲ့ပါတယ်ပြင်ဆင်ခဲ့ပါတယ်ပါတာနေနဲ့နှိုးထပြီးတော့သူ့အကိုနဲ့သူ့မိသားစု အားလုံးနဲ့အတူတောက်ချာနဲ့မနှက်မှာ အကိုကြီးရဲ့ဇနီးတွေကပြင်ဆင်ကြိုတင်ပြင်ဆင် ထားတဲ့အစားအစာမနှက်စာတွေကိုသူကသူတို့အတူတူကအစားသုံးခဲ့ကြပါတယ်မနှက်စာစားသုံးပြီးကြတဲ့နောက်မှာပါတာနဲ့မော်ဂျာတို့လင်မယားဟာဆိုရင် သူတို့ရဲ့ကလေး၃ယောက်နဲ့ဖခင်အောင်ကိုအတူတကွလမ်းလျှောက်ပြီးတော့သွားခဲ့ကြပါတယ်။သူတို့နေထိုင်တဲ့မြို့ထဲမှာမျော်လင့်ခြင်းအသင်းတော်မရှိတဲ့အတွက်ကြောင့်မလို့အခြားမြို့ငယ်ကအနည်းဆက်ဆုံးအသင်းတော်စီကိုသွားရောက်ပြီးတော့ဖခင်အောင်တက်ရောက်ခဲ့ကြပါတယ်။အဲဒီဖခင်အောင်ဟာဆိုရင်သူတို့နေထိုင်တဲ့နေရာကနေရှစ်မှန်ခက်ကွာဝေးပါတယ်။မော်ဂျာနေနဲ့သူ့တောင်းငယ်ကိုကြောကုန်းပေါ်မှာ ဆောင်းတဲ့နဲ့ပိုးပြီးတော့မော်ဂျာရဲ့ဇနီးတွေကဒုတိယသားငယ်ကိုပြန်ပိုးပါတယ်မော်ဂျာရဲ့သားအကြီးဆုံးကတော့ပါရာနဲ့အတူတူကလမ်းလျှောက်ပြီးတော့သွားခဲ့ကြပါတယ်မိသားစု6ယောက်ဟာဆိုရင်3နာရီကြာလမ်းလျှောက်ပြီးတော့ဖះအောင်ကိုသွားခဲ့ကြပါတယ်တောင်ပေါ်လမ်းကြောင်းမှာသူတို့တက်ခဲ့ကြပါတယ်စဘာခင်းတွေကို ကြော်ဖြတ်ခဲ့ကြတယ်မြစ်တွေကိုလည်းသူတို့ကကြော်ဖြတ်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာဆိုရင်ဥပုသ္စာပြေချောင်းတင်ခန်းစာကိုအာသူတို့ကစတင်ပြီးတော့အာတက်ရောက်ခဲ့ကြတယ်အဲ့ဒီအစီအစဉ်ကိုသူတို့ကအမိရောက်ရှိခဲ့ကြပါတယ်ပါရာနေနဲ့ဝတ်ပြုကိုးဝယ်မှုကို သူကသဘောကျနှစ်သက်ခဲ့ပါတယ်ညောင်လင်းချင်းပါစတာဟာဆိုရင် သူ့ရဲ့အရွယ်လောက်သာရှိပြီးတော့မှသမီး၃ယောက်လဲထုံကားခဲ့တယ် ညှော်လင့်ခြင်းဖျားเจ้าထဲမှာရှိကြတဲ့အမျိုးသမီးငယ်လေးတွေဟာဆိုရင်ဂီတာတွေတီးကြပြီးတော့ယေရှုခရစ်တော်အကြောင်းကိုတီးကုန်းထားတဲ့သချင်းတွေကိုတီးဆိုကြတဲ့အရာတွေကို သူကမြင်တွေ့ခဲ့ရပါတယ်။ဝတ်ပြုကိုယ့်ရဲ့ခြင်းအစီအစဉ်ပြီးတဲ့နောက်မှာပါရာနည်းနည်းဖျားเจ้าကပြင်ဆင်ထားတဲ့အရာသာရှိတဲ့အစာစာနစ်လေစာတွေကို သူကစားသုံးတဲ့အခါမှာအာစိတ်တွေရှင်မြူခဲ့ရပါတယ်။ သူ့အနေနဲ့ပါစာရဲ့ဇနီးတွေကချက်ပြုတ်ထားတဲ့ရွှေပြုံသည်ဟင်းရဲ့ကို သူအင်မတန်မှကြိုက်နှစ်သက်ပါတယ်အဲ့ဒါဟာပါရာရဲ့ပထမဆုံးအချိန်ဒီမျော်လင့်ခြင်းအသိန်းတော်ကိုတွားရောက်ခဲ့တဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်နောက်ဥပ္ပဒေါ်နေ့မှာ သူ့အကိုကမနေ့9နာရီအချိန်မှာနှိုးတဲ့အခါမှာအဲ့ချင်နေသေးလို့သူ့အနေနဲ့မပျော်ရွှင်ခဲ့ရပြန်ပါဘူးဖခင်အကြောင်းကို လမ်းမလျှောက်ခြင်းပဲမဲ့ဖះเจ้าရောက်တဲ့အခါကျတော့သူ့အနေနဲ့ဝမ်းသာခဲ့ရပြန်ပါတယ်ဒီလိုနဲ့ပဲဥပုံနေ့တိုင်းပါတာဟာစိတ်ထဲမှာဖះเจ้าသွားဖို့ပြင်ဆင်ခဲ့ရပြီးတော့မှအကြာကြီးလမ်းလျှောက်ရတဲ့အရာကိုတော့သူကညှဉ်းညူခဲ့ရပါတယ်သူ့အနေနဲ့ဖះเจ้าကတေးဂီတနဲ့အစားစာကိုသူကအင်မတန်မှသဘောကျနှစ်သက်ခဲ့ပါတယ်ထိုင်းနိုင်ငံနဲ့ကမ္ဘာတစ်ဝန်းလုံးမှာကေဒင်ချင်းသတင်းစကား တန်းနဲ့ဇေဖို့ရန်အတွက်ထောက်ပံ့ကူညီမဲ့တင်တို့ရဲ့73ဘက်ဥပုဒ်တော်နဲ့အလှူငွေအတွက်အထူးပဲကျေးဇူးတင်ပါတယ်။လာမယ့်ဥပုဒ်နေ့မှာဆိုရင်ပါရာအနေနဲ့သူ့အကိုရဲ့အသက်တာကို အတူယူခဲ့ပြီးတော့ညှော်လင့်ခြင်းအသင်းသားတယောက်ဖြစ်လာဖို့ဘယ်လို ဆုံးဖြတ်ချက်မျိုးတွေချခဲ့တယ်လဲဆိုတဲ့အကြောင်းအရာကိုဆက်လက်ပြီးတော့နားဆင်ရမှာဖြစ်ပါတယ်။ဒီတစ်ပတ်ရဲ့ဝဲသာသနာတင်ရဲ့အကြောင်းအရာကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။